TikTok မှာအခုလိုမျိုးဗီဒီယိုရဲ့အရှိမလူပုံပေါ်အောင်ဘယ်လိုမျိုးလုပ်ရမလဲလုံကြည့်ချင်နေကြတဲ့သူတွေရှိရဆိုရင်တော့ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လောက်ဆောင်ကြည့်ကြည့်လို့ရပါရဲ့ခင်ဗျာအရန်ကိုလည်းကူတဲ့နီလန်းလေးဖြစ်တာမို့လို့အကောင်လုံးလိုက်လို့ကြည့်လို့အဆင်ပြေကြမယ်လို့ထင်ပါတယ်ခင်ဗျာကဲကျွန်တော်တို့ TikTok တင်ဖို့အတွက်အပေါင်းလက္ခဏာလေးကိုနည်းလိုက်ပါမယ်ပြီးရင်ကိုတင်ချင်တဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုအရင်ဆုံးရွေးချယ်လိုက်ပါမယ်ခင်ဗျာ ဗီဒီယိုကိုရွေးချယ်ပြီးသွားပြီဆိုရင်တော့ကျွန်ဒီဘက်ဒေါင်နာလေးမှာ setting ပုံစံလေးရှိတယ်အဲ့ဒီအောက်က edit လေးတွေကိုဝင်ပါမယ် edit ထရောက်ပြီဆိုရင်အောင်နာကဘာတိုင်းကိုဘေးလေးဆွဲရမှာဖြစ်ပါရယ်ခင်ဗျာဘေးရောက်သွားပြီဆိုရင်တော့ over လေးဆိုတာရှိပါတယ်ဒါလေးကိုနှိပ်လိုက်မယ်ပြီးရင်ကိုထည့်ခြင်းတဲ့ဗီဒီယိုတစ်ပုဒ်ကိုရွေးချယ်လိုက်မယ်ရွေးချယ်ပြီးသားပြီဆိုရင်ဒီမှာရာဂိုင်နှုံးလေးပြည့်သွားအောင်ကျွန်တော်တို့ကစောင့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာရာဂိုင်နှုံးလေးပြည့်သွားရင်ဒီလိုပုံစံလေးပေါ်မယ် ဒီအောင်နာလေးကိုဘေးလေးဆွဲလိုက်မယ်ဘေးဆွဲပြီးတော့ကျွန်တော်လူပုံလေးနဲ့ကတ်တော့ဆိုတာရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်ဒီတော့ပြီဆိုရင် တောင်စွန်းနာကအော်တိုကတ်အောက်ကိုနှိပ်မယ်ဒီမှာဆိုရင်တော့ရာဂိုင်နှုံးနဲ့ပေါ့နော်အော်တိုဖြတ်တောက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာဆိုတော့ရာဂိုင်နှုံးလေးပြည့်သွားအောင်ဆောင်းလိုက်ပါမယ်ရာဂိုင်နှုံးပြည့်သွားပြီဆိုရင်တော့ကျွန်တော်အမန်ဂျီလေးကိုနှိပ်ရမှာဖြစ်ပါတယ် ကဲဒီမှာဆိုရင်တော့ကိုကြိုက်တဲ့နေရာကိုနေရာချပြီးတော့ဗီဒီယိုကိုထည့်လို့ရသွားပြီပဲဖြစ်ပါတယ်ခင်ဗျာအရန်ကိုလွယ်ကူတဲ့နီလန်းမို့လို့အကုန်လုံး live လုပ်ကြည့်လို့အဆင်ပြေမယ်လို့ထင်ပါတယ်စမ်းလုပ်ကြည့်ပြီးတော့အဆင်ပြေမယ်ပြေ comment box မှာ ရေးခဲ့ပေးလို့ရပါတယ်เนาะနောက်ထပ်သိချင်တာရှိရင်မေးခဲ့လို့လည်းရပါတယ်